မွေးဇေဝါတင်ဆောင်ခုံမောင်းနေတဲ့ဆိုတဲ့နောက်ထပ်မော်တော်ဘုတ်တစည်းကိုပစိဖိတ်သမုတ်တရားရှေ့ပိုင်းမှာအမေရိကန်စစ်တပ်ကဗုံးတုံးတွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာလူလေးဦးသေဆုံးခဲ့တယ်လို့ပင်ဒဂွန်စစ်ထနာချုပ်အကြီးအကဲပီဟက်ဆက်ကပြောပါရယ်ဝါရှင်တန်ရဲ့အငင်းပွားပွဲမွေးဇေဝါနှိမ့်နေလှုံရှားမှုကြောင့်သေဆုံးသူဟာအခုထိအနည်းဆုံး62ဦးရှိသွားပြီဖြစ်ပါတယ်ပြစ်ခတ်တိုက်ခိုက်မှုဟာနိုင်ငံတကာရေးပြင်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဟက်ဆက်ကလူမှုကွန်ရက်အိတ်စ်မှာရေးသားထားပါတယ် ပူတွဲဖော်ပြထားတဲ့ဗီဒီယိုထဲမှာရေပြင်ပေါ်ရပ်ထားတဲ့လေတစင်းကိုတွေ့ရပြီး ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ကျဲလောင်တဲ့ပောက်ကွဲတံကြီးကိုကြားခဲ့ရပါတယ်။အမေရိကန်ဆိုရကအရင်ထုတ်ပြန်ခဲ့တဲ့ဗီဒီယိုထဲမှာလိုပဲလှေပုံမြင်ကွင်းတွေကိုရှုပ်ထွေးအောင်ပြုလုပ်ထားပြီးလှေပုံမှာလူပနှုပ်ပါတာကိုစမ်းစစ်တာမလုပ်နိုင်ပါဘူး။ဒီအရင်ဟာကျွန်တော်တို့ထောက်လိုင်းရေးကသတင်းရထားတဲ့တခြားရေရင်တွေလိုပဲတရားမဝင်မှုရေးစေဝါမှောင်ခိုမှုမှာပါဝင်နေတာဖြစ်ပြီ ူးရစေဝါတွေကို တင်ဆောင်ကမူးရမောင်ခိုကုန်ကူးတဲ့လမ်းကြောင်းလိုသိရှိထားပြီးဖြစ်တဲ့လမ်းကြောင်းအတိုင်းသွားနေတာဖြစ်ပါတယ်လို့ဟက်ဆက်ကပြောပါတယ်။စတေမာလာအစောပိုင်းကစတင်ခဲ့တဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေဟာအမှန်တကယ်မူးရမောင်ခိုဂိုင်းနေလို့သိရှိထားပြီးဖြစ်တော့သူတွေကိုတိုက်ခိုက်ပြီးစိုးစေုံတော့တရားဥပဒေပြင်ပတက်ဖြတ်ရာရောက်တယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ်။ ပြစ်မှတ်တွေဟာငွေစေဝါမှောင်ကိုတည်ဆောင်နေကြောင်းနဲ့အမေရိကန်ပြည်ထောင်စုကိုချင်းချောက်နေကြောင်းတက်တေတာရကတွေကို အများသိရှိအောင်ထုတ်ဖော်ပြသဖို့လိုတယ်လို့သူတို့ကပြောကြပါဗယ်။ပစိဖိတ်အရှေ့ပိုင်းမှာလှေလေးစီးကိုပြစ်ခတ်တိုက်ခိုက်ကလူ၁၄ဦးသေဆုံးခဲ့ပြီးတယောက်အသက်ရှင်လွတ်မြောက်ခဲ့တဲ့တိုက်ခိုက်မှုတွေပြီးနှစ်ရက်အကြာမှာဗုဒ္ဓုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါလေ။ အသက်ရှင်လွတ်မြောက်သူကိုကယ်ဆယ်ဖို့ကြိုးစားပေးဖို့အမေရိကန်ကမက္ကဆီကိုနိုင်ငံကိုပြောဆိုခဲ့ပေမဲ့ရှာဖွေမှုတွေမအောင်မြင်ခဲ့ဘူးလို့မက္ကဆီကိုတမရကလော်ဒီယာရှိန်ဘော့စ်ကပြောပါတယ်ဝေစီဝါတဲဆောင်လာတဲ့ဆိုရဲလေရင်၃စင်းကိုသူ့နိုင်ငံကကြားဖြတ်ဟန်တားခဲ့ကြောင်းဗီနီဇွဲလာတမရနီကိုလတ်မာဒူရိုကဗိုလ်တုံးနဲ့အစောပိုင်းကပြောပါရယ်အမေရိကန်ကအဲ့ဒီလိုလှေတွေကိုတိုက်ခိုက်မှုတွေပြုလုပ်နေတာနဲ့ဒေတာတွင်စစ်တပ်ဖွဲ့တွေခြားထားနေခြင်းတို့အတွက် တင်းမာမှုတွေမြင့်တက်နေချိန်မှာအဲ့ဒီလိုပြောဆိုလိုက်တာဖြစ်ပါတယ်။တမန်တွေကမူကဆေးဝါးမှောင်ခိုကူးတဲ့လေရင်တစည်းကာရေဘီယံဒေသတွေဝင်ရောက်လာတာကို ကျွန်တော်တို့လေတပ်ဖွဲ့ကစက္ကန့်ပိုင်းတွင်သိရှိခဲ့ပါတယ်လို့မာဒူရိုကတရားဝင်ခန်းနာတစ်ခုမှာပြောသွားပါတယ်။ဒီနေ့လေမွေးစေဝါတယ်ဆောင်တဲ့လင်းနှစီမြောက်ဘက်ကဝင်ရောက်လာပါတယ်ကျွန်တော်တို့ရဲ့ဥပဒေအရနဲ့ဂျားပြက်ဟန်တာချင်းဆိုင်ရာဥပဒေတွေအရတတိုင်းတိုင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်လို့သူကပြောသွားပါတယ် အဲ့လေရင်တွေကိုပြစ်ချခဲ့တာဟုတ်မဟုတ်ရှင်းရှင်းလင်းလင်းမသိရပါဘူးအဲ့ဒီလိုအေးအေးဆောင်ရွက်ခဲ့ရတာဟာဗင်နီဇွဲလားနိုင်ငံကိုလေးစားအောင်တနည်းပြောရရင်အချုပ်ချာအာဏာကိုကျင့်သုံးလိုက်တာပါပဲလို့မာဒူရိုက ပြောပါတယ်တိုင်းပြည်ကိုပြစ်ခတ်တိုက်ခိုက်နိုင်တဲ့အကွာအဝေးထိအမေရိကန်ကစစ်တပ်ဖွဲ့တွေအများပြားချထားလာချိန်မှာကာရာကက်စ်ကလည်းငွေစေဝါနှိမ်နေရေးကြိုးပမ်းမှုတွေကိုလုပ်ပြနေရတာဖြစ်ပါတယ်။ အမေရိကန်ရေတပ်စစ်သည်မော9စီးနဲ့ F-35 ကိုပြောက်စစ်လေယာဉ်တွေကို အမေရိကန်ပြည်ထောင်စုကတပ်ဆွဲထားပြီးလေရင်တင်သင်္ဘောလေရင်တင်သင်္ဘောကိုလည်းအဲ့ဒီဒေသတွင်းကိုတွားရောက်ဖို့အမိန်ပေးထားကတိုက်ခိုက်ပစ်နိုင်စွမ်းကိုအကြီးအကျယ်တိုးမြှင့်ထားပါတယ်။အဲ့လိုတပ်ဆွဲချထားတာကိုငွေစေဝါနှိမ့်နေရေးစစ်စင်ရေးအတွက်လို့ဝါရှင်တန်ကခေါ်ဆိုပြီးကာရာကတ်စ်ကတော့မာဒူရိုကိုစီးရင်နေဖြုတ်ချဖို့အကြောင်းပြခြင်းလို့ဆိုရင် ထိတ်လန့်နေပါတယ်။ ဗင်နီဇွဲလားမှာငွေအစည်းအဝါစိုက်ပျိုးမှုမရှိဘူးလို့မာဒူရိုစ်ကအခိုင်အမာပြောထားတာပါကိုလံဘီယာကိုကိန်းငွေအစည်းအဝါဂိုင်းတွေကသာသူတို့နိုင်ငံရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီးငွေအစည်းအဝါဖြတ်တန်းတည်ဆောင်ရာလမ်းကြောင်းဖြစ်အသုံးပြုနေတာဖြစ်တယ်လို့သူကပြောထားပါတယ်မျိုးစိမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်အသင်းရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ